အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပေလီကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့ဒါရွန်နဲ့လက္ခဏာပေးတာဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ November လ23ရက်နေ့ကနေ29ရက်နေ့တပတ်တာကလာအတွင်းမှာမှာ900သမီးတဲကမှဒီနေ့နဲ့အသုံးခုပေါ့နော်ဆရာပြောနေကြအတိုင်းပဲအပတ်စဉ်အဲဒီပေါ့နော်ရွေးပေးနေကြကန်စတာလေးပေါ့နော်အဲ့တော့နေ့နဲ့သုံးခုဖြစ်မယ်အဲနေ့နဲ့သုံးခုကလည်းဘယ်နေ့နဲ့သာသမီတွေဖြစ်မလဲဘယ်လိုကန်စရာအပြောင်းလဲတွေဖြစ်မလဲဆိုတာကိုဆရာနဲ့ဒူကြည့်လိုက်ရအောင် မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကံစရာလေးကိုဆရာကအဲကိုစားအနေနဲ့ရွေးချယ်ပြီးတော့ဖျက်ချပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြောင်းလဲလာမယ့်ကံစရာလေးပေါ်မှာလည်းမိမိတို့အနေနဲ့ကလည်းအာယုံစူးစိုက်ပြီးတေချာချာပြပြစီစီလေးနဲ့အဲအာယုံပြပေးထားဖို့အတွက်လည်းပြောခြင်းပါတယ်ဆက်လိုက်အောင်ကြတာတပတ်တာအတွင်းမှာပြောင်းလဲလာမယ်ကင်စရာတွေကမှနေနဲ့၃ခုရဲ့ကင်စရာလေးကိုကြည့်မှဖြစ်ပါတယ် ဒီတစ်ပတ်အတွက်နေနဲ့အသုံးကူကတော့ရပြီပေါ့နော်ကဲဘယ်နေနဲ့သားသမီးတွေဖြစ်မလဲဆရာနဲ့တူကြည့်လိုက်ရအောင်ကဲပထမဦးဆုံးနေသားကကြတော့တနင်္ဂနွေသားသမီးဖြစ်ပါတယ်ကဲဒုတိယနေသားဒုတိယနေသားကကြတော့စနေသားသမီးဖြစ်ပါတယ်ကဲနောက်ဆုံးနေသားကကြတော့တင်းလာသားသမီးဖြစ်ပါတယ်အစင်လိုက်နေနေဆိုရင်တော့တင်းငနေရဲ့တင်းလာရဲ့စနေသားသမီးတွေဖြစ်တယ်အဲ့တော့နေနဲ့အနေနဲ့ကတော့ဆရာတို့တည်သွားပြီအဲ့တော့ ပြောင်းလဲလာမယ်ကန်စရာလေးကန်ဂျမာလေးအနေနဲ့ကတော့ဘာတွေပြောင်းလဲလာမလဲပထမဆုံးကန်စရာပထမဆုံးကန်စရာတင်းနေကကြတော့ကိုယ့်ရဲ့မိတ်ဆွေကောင်အပေါင်းအသင်းကောင်ကိုယ့်ရဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်အတွင်းမှာအမျိုးသမီးပေါ့နော်အမျိုးသမီးတွေရဲ့အကူအညီတွေရမယ်အမျိုးသမီးတဦးရောက်လာတတ်တယ်ကိုယ့်ရဲ့လုပ်ငန်းမှာလည်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ဖို့ကြိုက်ပက်အသက်တရောက်ရောက်လာတတ်တယ်အမျိုးသမီးတွေကိုယ့်ထက်အသက်အရွယ်အနည်းငယ်ကြီးလိမ့်မယ် ပြီးတော့ကိုကိုကူညီပေးမဲ့လူမျိုးကိုကိုပြောရင်တော့အဖက်ဘက်ကဟိုပြောရင်တော့ supporting ပေးနိုင်မဲ့လူမျိုးဖြစ်လိမ့်မယ်အဲလုပ်ငန်းခွင်တွေမှာဆိုလုပ်ငန်းခွင်မှာလောဘကံပဲကောင်းလေးတွေဖြစ်မယ်အဲကိုကပတ်ဝန်းကျင်ကိုကပညာရေးနဲ့ဆိုလဲပညာရေးအတွင်းမှာဆိုလဲကိုရဲ့ဆရာကောင်းတမန်ကောင်းလေးတွေအဲကိုကိုဆရာကဲ့သို့ပြကြပေးမဲ့လူမျိုးလမ်းညွှန်ပေးနိုင်မဲ့လူမျိုးအဲတော့ဤကောင်းလမ်းမဲ့ပြကြပေးနိုင်မဲ့အမျိုးသမီးတအူးနဲ့တွေ့ရတတ်ပါတယ်အဲတော့ ကိုယ်စီရောက်လာတာမျိုးတွေလည်းကြုံလာရဖို့ရှိပါတယ်ဒါတွေကတော့ပထမအဆုံးကန်စတာလေးဖြစ်ပါတယ်ကဲဒုတိယကန်စတာအဲ့တော့ဒုတိယကန်စတာအနေနဲ့ကကြတော့ကို့အနေနဲ့ပေါ့နော်ကိုကိုတိုင်ကဒီတပတ်တာကာလာအတွင်းဒီတပတ်တာမတိုင်ခင်မှာကိုကိုတိုင်စူးစမ်းပြီးတော့ကို့အနေနဲ့ပေါ့နော် manifest လုပ်ထားတာမျိုးရည်ရွယ်ထားတာမျိုးကို့အရန်လိုချင်နေပါတယ်ကို့အရန်လှုပ်ချင်နေပါတယ်ကို့အရန်အကောင့်ထဲပို့ချင်နေပါတယ်ဆိုတော့အလုပ်ကိစ္စတွေလုပ်ငန်းကိစ္စတွေ စီးပွားရေးကိစ္စလေးတွေအဲစီးပွားရေးမှာမှာဗျာအဲ့တော့ဟိုတခုလိုနှစ်ခုလိုလေးတွေကမလုတ်ပြစ်သေးတာမျိုးတို့အကောင့်တွေပို့ဖို့အတွက်ကြာနေတာမျိုးတို့ကြန့်ကြာနေတာမျိုးတို့အနောင်နှေးနေတာမျိုးလေးတွေနဲ့ပတ်သက်ရင်တော့ဒီကန်သရဏမိတ်တွေမှာဒီတပတ်တာအတွင်းမှာဒီလိုလုပ်ငန်းမျိုးလေးတွေကအထမ်းမြောက်လာလိမ့်မယ် ကိုရည်ရွယ်ထားတဲ့အရာလေးတွေကဆန္ဒတွေပြေဝပြီးတော့တစ်ထက်တည်းကျလာတာမျိုးလေးတွေအကောင့်တွေပေါ်ပြတာမျိုးလေးတွေအထမ်းမြောက်လာတာမျိုးလေးတွေဒီကန်ဒရာနမိတ်ထဲမှာပြပလာဖို့ရှိပါတယ်ဒါလေးကတော့ရည်ရွယ်ထားတဲ့လူတွေအနေနဲ့ဆိုရင်တော့ဟိုပြောရရင်တော့ကိုယ့်ရဲ့ပင်မန်းရဂျိုးနဲ့မဲ့ပင်မန်းရဂျိုးအစဉ်ပင်မဲ့ပင်မန်းတဲ့အကိစ္စလေးတွေကစူးစမ်းရုံးကန်ထားတဲ့အရာတွေကအရာထင်ပြီးတော့အထမ်းမြောက်လာမယ်ဆိုတော့ကန်ဒရာနမိတ်ပိုင်းမှာရောက်ရှိလာပါပြီကဲနောက်တစ်ခု နောက်တစ်ခုနောက်တစ်ခုနေနဲ့ကကြတော့ကိုကဟိုပြောရင်တော့ပျော်ရွှင်စရာလည်းပြောလို့မရဘူးစိတ်ညစ်စရာလည်းပြောလို့မရဘူးဒါကကူညီပေးရမယ့်ကိစ္စတခုနော်ကူညီပေးရမယ့်ကိစ္စတခုဆိုတော့ကဘလို့ကိစ္စမျိုးလဲဆိုတော့ဗျာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပေါ့နော်တရားတပောင်နဲ့ပတ်သက်တာမျိုးအမှုခင်းနဲ့ပတ်သက်တာမျိုးကိုရဲ့ရုံးပြင်ကနာသွားလာရတာမျိုးလေးတွေလက်တလုံးမှာဖြစ်နေကြတယ်အဲ့တော့အဲ့ဖြစ်တာတဲ့ကိစ္စကလည်းကိုကူညီပေးလိုက်တဲ့ အစိပ်ပိုင်းကိုကူညီပေးလိုက်တဲ့အခန်းကဏ္ဍတွေကအထမြောက်ပြီးတော့ပေါ့နော်ပြည်လဲသွားတာမျိုးလေးတွေသတင်းကောင်းကြားရတာမျိုးလေးတွေပြောရရင်တော့အထမြောက်တယ်ဆိုတာတက်ကဗျာပြည်ပြည်လဲလဲလေးနဲ့ပြီးဆုံးသွားတာမျိုးလေးတွေဖြစ်လာဖို့ရှိတယ် ကိုယ့်ရဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့လဲစာချုပ်စာတမ်းပိုင်းတွေစီးရင်းစရာပိုင်းတွေအမွေကိစ္စတွေမြေကိစ္စတွေနဲ့စကားပြောဆိုနေရမယ့်ကန်စရာနမိတ်ထဲမှာလက်ရှိရောက်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီကန်စရာနမိတ်ကတော့ကိုယ့်အတွက်ကောင်းမွန်တဲ့ကန်စရာလေးတွေဖြစ်ပေါ်လာပြီးတော့အဆအဆရရဟိုတိတိတသာထင်ရှားမဲ့ကန်စရာနမိတ်မျိုးထဲမှာပါတယ်ပေါ့နော်အဲ့တော့ ကန်စရာလေးကတော့ပြောပြီးွားတယ်အဲ့တော့ကန်စရာလေးတွေမှာကောင်းတာလေးတွေရှိသလိုညံ့တာလေးတွေရှိတယ်ဆိုးတာလေးတွေရှိတယ်အားနေတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့အဲအားနေတာလေးတွေကိုလည်းပြန်ကောင်းဖို့လာအောင်ကောင်းတဲ့ကန်စရာလေးတွေကလည်းပိုကောင်းတဲ့ကောင်းဖို့လာအောင်ကံမြင့်ကန်ဆင်းဖို့အတွက်ပြုလုပ်ပေးရမယ့်ကြံစည်လေးအနေနဲ့ရှိပါတယ်အဲ့တော့ ပြုတ်လို့ပြရမယ့်ရတရားလေးနေနဲ့ကကြတော့မိမိရဲ့အိမ်ဖျားဒါမှမဟုတ်နီးစက်ရဖျားကိုယ့်ရဲ့နီးစက်ရဖျားဆိုတော့ကိုယ့်ရဲ့ဂျိုဂျိုတောင်းပေါ့နော်အဲတနင်္ဂနွေသားသမီးဆိုတနင်္ဂနွေတောင်းပါသာသာပြိသားသမီးဆိုဂျာသာပြိတောင်းပါပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာဂျိုတောင်းလေးမှကိုယ့်ရဲ့မွေးနေတောင်းလေးမှဘာလေးလူတန်းပြရမလဲအဲ့တော့လူတန်းပြရမှကကြတာကြတာပေါ့နော်လူတန်းပြရမယ့်ဒီပေါ့နော်ရတရားလေးနေနဲ့ကကြတော့ရေးသက်စီပေါ့နော် ကိုကအဲဒီစနေသားသမီးဆိုရင်တော့ခုနှစ်ခွက်ပေါ့နော်ဘလိုမျိုးဂျိုတောင်းအရာအေးအေးတက်မဝင်တာမှာစနေသားသမီးဆိုခုနှစ်ခွက်အဲတောက်ကြသားသမီးဆို6ခွက်ပေါ့နော်အဲ့တော့တက်စီလေးလူတန်းပေးရမယ်အဲ့တော့ကိုအနေနဲ့ကရေတန်းဂျီပထမဆုံးလူပေးရမယ်အဲ့တော့လူတန်းပြီးွားရင်နောက်တစ်ခုကကြတော့ ကိုယ်အနေနဲ့နှိစက်ရဖျားတွေမှာရွှေသင်ငန်းလေးကဲရောက်လူတန်းပြရမယ်ဒါပေမို့ရွှေချာပေးတာမျိုးဖြစ်ဖြစ်ရွှေသင်ငန်းကဲလူပေးတာမျိုးဖြစ်ဖြစ်အဲ့ဒါလေးတွေပြုလုပ်ပေးမယ်ဆိုရင်တော့လုပ်ငန်းကန်စရာလေးတွေကိုယ့်ရဲ့စီးပွားကန်စရာလေးတွေအနောက်ရှက်လေးတွေအဖျက်စီးလေးတွေကရောပါပြီးတော့တိတိတသာအကောင်းဝင်လာတာမျိုးလေးတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့လူပေးရမယ့်နေရာလေးဖြစ်ပါတယ်စုံပေးရမယ့်နေရာအဲ့တော့ဇွန်ပေးရမယ့်နေရာလေးနဲ့ကကြတော့ကိုယ်အိမ်မှာကိုယ်အသုံးပြုနေတဲ့ဟာပါနော်ကိုယ်အနေနဲ့ပထမဆုံးကကိုယ်အသုံးပြုနေတဲ့ဖဏဟောင်းတို့ ကိုစီးနေတဲ့ဖနံအဟောင်းတို့အစုပ်တို့အဲကိုကမစီးတော့ဘူးကြောင်ထိုးထားတယ်ကိုအိမ်မှာလည်းပိုနေတယ်အဲ့လိုအဟောင်းတွေရှိတယ်ဆိုတော့လွန်ပြပေးပါကိုစီးမှာမရှိဘူးကိုရဲ့အိမ်မှာရှိတယ်ကိုရဲ့မိသားစုဝင်ထဲမှာရှိတယ်ဆိုလည်းလွန်ပြပေးလို့ရတယ်အဓိကကတော့ကိုအိမ်ကအထွက်ပြရမယ်ကိုယ့်ရဲ့အညံ့နေကိုအညံ့ကြည်ပြီးတော့အညံ့စွန့်ပစ်ပေးရမယ်ကြေရဖြစ်တဲ့အတွက်အဲ့ဒါလေးပြုလုပ်ပေးမှဆိုရင်တော့ကို့မှာရှိနေတဲ့လက်တလောကြုံနေရတဲ့အနောက်ရှက်တွေအခက်အခဲတွေအညံ့လေးတွေကပျောက်ကင်းသက်သာသာမှဖြစ်ပါတယ်ဒါလေးကတော့စွန့်ပေးရမယ်ကြေရလေးဖြစ်ပါတယ်ဒါတော့ အဲလူပြရမယ့်နေရာလေးကောစုံပြရမယ့်နေရာလေးကောဆောင်းရင်ဆောင်းရင်လေးတွေကိုပြောပြသွားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလဲမတူညီတဲ့နေသားတွေမတူညီတဲ့ကင်ဆာလေးတွေကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုလည်းလက်ကရှယ်လုပ်ထားဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာပြန်လည်ဆွေးနွေးပါမယ်